ထိုင်းရဲ့ဂျင်းမှုသေဆုံးသူ14ဦးထိရှိလာထိုင်းနိုင်ငံအယုဒ္ဓယာခရိုင်ထဲမှာရေကြီးမှုကြောင့်အိမ်နောက်ဆုံးရာနယ်ကြီးရေဘေးတံကျုံနေရချိန်မှာပဲနိုင်ငံမြောက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာရေကြီးမှုကြောင့်သေဆုံးသူ14ယောက်ထိရှိလာတယ်လို့ The Nation Thailand ပါဝင်ထိုင်းသတင်းတွေကဖော်ပြကြပါဗျာ။ ်အယုဒ္ဓယာခရိုင်ထဲမှာတော့ကြောက်ပြားဆယ်ကနေရွှေပိုလွှတ်ကြတာကြောင့်တမိုင်းဝင်းမြို့ဟောင်းကကျုံးတဲ့အထိရွှေတွေလျှောက်ခဲ့တယ်လို့လူနေရက်တွေကလည်းရွှေမြုံနေတယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြထားပါဗျ။ထိုင်းဆက်မြောင်ဌာနကတော့ဆယ်ရီပြေးလာနေတာကြောင့်တဆက်ကအုံ2800ကုဘစင်တီမီတာအထိဆယ်ရီလျှောက်ချနေတယ်လို့ဆိုပါရတယ်။ထိုင်းမှာအခုဖြစ်ပွားတဲ့ရေကြီးမှုတွေက မုန်တိုင်းခက်မိကရဲ့နောက်ဆက်တွဲတွေဖြစ်ပါရတယ်။ ဒီနေ့နှုတ်မှာဆယ်ရမနက်မှာတော့လှော့ချတဲ့ဆယ်ရီကြောင့်ရေလန်းချောင်းတရှောင်းမှာရေးကြီးနေပြီးအထူးသဖြင့်မြို့ဟောင်းကျုံတရှောင်းမှာရေးကြီးနေတာလို့သက်ဆိုင်ရာအာဏာပိုင်တွေကပြောပါရယ်။ထိုင်းသမဝါ BN ရဲ့ရှော့ပါသက်တာရီနဲ့ကာကွယ်ရေးဌာနရဲ့ထုတ်ပြန်ချက်အရနှုတ်မှာ9ရက်ထိဆိုရင်ထိုင်းနိုင်ငံတန်လွာခရိုင်15ခုမှာရေးကြီးရာတွေဖြစ်နေပြီးရွာပေါင်း3000နီးပါးရေးပေးကြုံနေရတယ်လို့ပြောပါရယ်။အရိတက်ကအယုဒ္ဓယခရိုင်ကရေဘေးတံအစိုးရအဆုံးကြုံနေရတယ်လို့လဲထိုင်းသတင်းဌာနတွေကရေးသားဖော်ပြထားပါတယ်။